ထုံလေးတထုံအဲ့ဒီနေဆောင်တွင်မှာဦးလေးမုန်းနဲ့အတူမြို့ပေါ်ကစူပါမားကတ်တစ်ခုမှာကျွန်တော်လုံချုံရေးဝန်ထမ်းလို့တရှောက်ခဲ့တယ်ဦးလေးမုန်းကအဲ့ဒီစူပါမားကတ်မှာလုံချုံရေးဝန်ထမ်းလုပ်နေတာဆယ်နှစ်ကျော်ရှိခဲ့ပါပြီတတိကကြည့်ရတာသဘောကောင်းမဲ့ပုံပါပဲကျွန်တော်ကိုချက်ချင်းအလုပ်ခံလိုက်ပါတယ် ကျွန်တော်ကလည်းဒီအလုပ်ကိုတာဝန်ချစ်ချစ်ထမ်းရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။စူပါမားကတ်မှာအလုပ်လုပ်တာ တလားမပြေခင်ပါပဲ။ပစ္စည်းခိုးတဲ့တခိုး၃ယောက်ကိုကျွန်တော်ဖမ်းမိခဲ့ပါတယ်။ပစ္စည်းခိုးတဲ့သူတွေကို ဖမ်းမိတဲ့အခါတိုင်းတထင်းကကျွန်တော်ကိုချီးမြှောက်ပြီးစုချင်းငွေပေးတိုက်ခဲ့ပါတယ်။အဲ့ဒီနေ့က ခရိုင်းလိုပဲအရဝအရဆိုင်နဲ့စူပါမားကတ်တွေကျွန်တော်လည်လည်နေခဲ့ပါတယ်။ယုတ်တရံနှုတ်မုတ်ရောင်းတဲ့စင်တာရှိအယောက်မှာနှုတ်မုတ်ရင်းနေတဲ့အမျိုးသမီးတူကကျွန်တော်ကိုသတိထားစေခဲ့ပါတယ်။ကြလာတာလေ့ကျင့်ခဲ့တဲ့မျက်စိအလင်ကဒီအမျိုးသမီးကိုမတင်ကားဘူးဆိုတာကျွန်တော်ချက်ချင်းသိလိုက်ပါတယ်။ ဒါကြောင့်တနင်္လာမှာပုံအောင်မီသူ့လှူရှာမှုကိုကျွန်တော်ဆောင်ကြည့်ခဲ့ပါတယ်။အမျိုးသမီးဟာခေါင်းကိုငုံထားပါတယ်။လက်ထဲမှာလည်းနှုတ်မုံတထုပ်ကိုကင်ထားပါတယ်။တွေ့ဝေတဲ့အချင်းနဲ့အရဲရှင်မျက်နှာကိုတိတ်တခိုးသူကြည့်ရှုနေခဲ့ပါတယ်။တအားလောက်နေတော့ဆုံးဖြတ်ချက်တစ်ခုကိုသူချလိုက်ပါတယ်။ နှုတ်မုံကို သူအင်ကြည့်တဲ့အမြန်ထိုးထဲလိုက်ပြီးနေရာကနေခွာသွားပါတယ်။မိနစ်အနည်းငယ်ကြာမှမြို့သမီးဟာငွေရှင်းဖို့တန်းစီပါတော့တယ်။သူ့လက်ထဲမှာဆန်အိတ်တည်တည်လေးတစ်အိတ်ပဲခြံထားပါတယ်။သူ့အလဲအယောင်မှာ ကျွန်တော်ရှင်ဟာဘာကြောင့်မှမသိအဆမတန်ခုံလာခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းမျိုးကို ကျွန်တော်မကြည့်ချင်ခဲ့ပါဘူး။ဒါပေမဲ့လည်းဖြစ်ပျက်သွားခဲ့ပါပြီ။ အမျိုးသမီးဟာသူ့အင်ကြီးတဲ့ခြေထားတဲ့နှုတ်မကိုမထုတ်ခဲ့ပါဘူး။ဈေးအသက်သာဆုံးစံတိတ်ကိုပဲသူဝယ်ခဲ့ပါတယ်။ငွေရှင်းပြည်စားနဲ့စံအိတ်ထုတ်ကိုယူပြီးသူဆိုင်ပြန်ဖက်ထွက်ခါနေမှာဘာလို့လို့လို့ရမှန်းကျွန်တော်မသိခဲ့တော့ပါဘူး။အမျိုးသမီးစီကျွန်တော်တဟုန်ထိုးသွားပြီးခမည်းလို့អော်လိုက်ပါတယ်။ အမျိုးသမီးဟာကျွန်တော်ကို သူ့လက်ထဲမှာစုကင်ထားတဲ့ပြီးစာစာရွက်ကမ်းပေးပါတယ်။သူ့မျက်နာပေါ်ကကြောက်ရွံ့ထိတ်လန့်မှုတွေချင်ဟန်နေပါတယ်။ကျွန်တော်ဘာမှချက်မပြောတော့ပဲပြီးစာစာရွက်ကိုဝတ်ကြည်တန်းကြည်ကြည့်ပြီးသူ့ကိုပြန်ပေးလိုက်ပါတယ်။အမျိုးသမီးဟာစူပါမားကတ်ရဲ့တကားဝရှိကနေချက်ချင်းပြောက်ွယ်သွားပါတယ်။ မိနစ်အနည်းငယ်ကြာကျွန်တော်တွေ့ဝင်နေခဲ့ပြီးမှဦးလေးမိုးကိုကျွန်တော်အပြင်ခဏထွက်မဲ့အကြောင်းလက်ဟန်ပြလိုက်ပါတယ်။အဲ့ဒီနောက်အမျိုးသမီးနောက်ကိုကျွန်တော်အပြေးလိုက်သွားခဲ့ပါတယ်။အမျိုးသမီးဟာနောက်ကိုလည်းမချိပဲခြေလမ်းကိုခတ်သွတ်သွတ်လမ်းနိုင်တလောက်လမ်းနေပါတယ်။ကဝဝီတနီယာကနေအမျိုးသမီးကိုကျွန်တော်မျက်ချင်မပြတ်လိုက်နေခဲ့ပါတယ်။ ဆုပ်ဖြတ်ဟောင်းဝင်နေတဲ့လန်ချင်းလေးတစ်ခုတည်းကို သူဝင်သွားခဲ့ပါတယ်။လန်ချင်းအယောက်မှာသူ့ခြေလန်းတွေပူတော်လာခဲ့ပါတယ်။ရုပ်တရက်အတန်တစ်ခုခုကိုသူချားလိုက်ပုံရပါတယ်။တော်တော်လန်းနေတဲ့သူ့ခြေလန်းတွေဟာအဲ့ဒီအတန်ကြောင်အပြည့်တစ်ပိုင်းဖြစ်သွားပြီ။တဲငယ်လေးတစ်ခုတည်းကို သူဝင်ရောက်သွားခဲ့ပါတော့တယ်။တဲအင်ရဲ့စီကျွန်တော်ချင်းကပ်လာခဲ့ပါတယ်။ ကလေးတစ်ယောက်ရဲ့ငိုတန်ကတဲအိမ်အပြင်ပန်းရှန်ထွက်လာခဲ့ပါတယ်။ကလေးငိုတန်ရဲ့နောက်ဆက်တွဲမှာ အမျိုးသမီးရဲ့အတန်းကပ်ပါလာခဲ့ပါတယ်။မမေပြန်လာပြီးတားရင်မငိုနဲ့တော့နော်။တားလိမ်ပါပါတယ်။လာလာ။မမေနှုတ်မဝဲခဲ့တယ်။အမျိုးသမီးဟာကလေးကိုချော်ရင်ဇကားတန်တွင်တင်ဝင်သွားခဲ့ပါတယ်။တဲ့ရှိတကားဝနာကျွန်တော်သွားပြီးအချဲကိုငုံချလိုက်ပါတယ် အမျိုးသမီးဟာကတင်ပေါ်ထိုင်ပြီးကလေးငယ်ကိုပွေချီချော်နေခဲ့ပါတယ်။သူတို့ဘေးမှာဝယ်လာခဲ့တဲ့ဆန်အိတ်နဲ့ခိုးလာခဲ့တဲ့နုံမုံကိုခြားထားပါတယ်။မျက်စိရှိမှမြင်ရတဲ့မြင်ကွင်းကြောင့်နေရာကနေကျွန်တော်ချက်ချင်းလဲထွက်လာခဲ့ပါတယ်။အမျိုးသမီးဟာကျွန်တော်တွေးချင်ထားတာထက်တောင်ပိုတနာစရာကောင်းနေပါတယ်။ ဒါပေမဲ့လည်းတာဝန်ဟာတာဝန်မဲမို့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်စိတ်ထဲအနေရချက်ခဲ့ပါတယ်။နောက်တစ်ခါသူလာမခိုးဖို့ကိုပဲကျွန်တော်မျှော်လင့်ခဲ့ပါတယ်။တပတ်အကြာမှာအဲ့ဒီအမျိုးသမီးကိုစူပါမားကတ်မှာကျွန်တော်တွေ့လိုက်ပြန်ပါတယ်။အရင်တစ်ခေါက်ခိုးသွားတဲ့နှုတ်မုံကုံလောက်ရောပေါ့လို့ကျွန်တော်တွေ့လိုက်မိပါတယ်။စူပါမားကတ်ချင်းသူတပတ်ပပီနာ နှုတ်မုတ်ဆင်ရှိကို သူရောက်လာခဲ့ပါတယ်။ဆင်ရှိမှာရက်ပြီးနှုတ်မုတ်ထုတ်လေးတစ်ထုပ်ကို သူယူလိုက်ပါတယ်။အဲ့ဒီနှုတ်မုတ်ကဈေးသက်သာဆုံးအမျိုးအစားဖြစ်ပါတယ်။သူဟာရွေးချယ်ပြီးတော့ခိုးရဲဆိုရာကြည်ုံနဲ့တီးပါတယ်။စင်နယံပေါ်ရေးကတ်ထားတဲ့ပစ္စည်းခိုးလင်ခိုးသည့်ပစ္စည်းဤတန်ဖုံးဝင်ဆဲဆ သိညော်ရမည်ဆိုတဲ့သတိပေးစာကို သူလဲသတိထားမိပုံရပါတယ်။ဆိုင်ရှိပေါဝါမှာကျွန်တော်သွားရနေလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့အမျိုးသမီးဟာဘာမှမဝယ်ပဲဆိုင်ပေါဝါကိုပဲတန်သွားပါတယ်။ကျွန်တော်ဘာလို့ရမယ်မှန်းဆုံးဖြတ်ချက်မချနိုင်ဖြစ်ခဲ့ပြီးအမျိုးသမီးထွက်သွားရနောက်ကိုပဲ tree wing emoji နေခဲ့မိပါတယ် ကိုရဲ့ကြာဝမကြည်ပွမှုအတွက်ရင်ထဲမှာပဲကိုကိုကိုကျွန်တော်နှစ်သိမ့်နေခင်မိပါတယ်။ကလေးနိုးတောက်ရမယ်။ကလေးနိုးစားလို့မဖြစ်ဘူး။သူ့မှာပတ်စံမရှိလို့သူခိုးတာ။ငါဘာလုပ်နိုင်မလဲ။ကြာဝအရာလုပ်ရင်ကလေးနိုးငတ်သွားမှာ။စူပါမားကတ်ကို၃ချိန်မြောက်သူရောက်လာခဲ့တဲ့အချိန်သူ့ကိုကျွန်တော်စောင့်ကြည့်မနေခဲ့တော့ပါဘူး။ ဒါပေမဲ့တောင်းအကြမှာဦးလေးမူကကျွန်တော်နာတိတ်တဆိတ်ကလာပြီလေတန်တူတူနဲ့အဲ့ဒီအမျိုးသမီးကိုစောင့်ကြည့်တာသူအင်ကြီးထဲမှာနှုတ်မုတ်တထုပ်ရှိတယ်လို့ဆိုလာပါတယ်အဲ့ဒီတခဏကျွန်တော်ကောင်းနှပန်းကြီးသွားပါတယ်ဦးလေးမူကဆက်ပြီးတေချာဆိုင်ကြည့်နေသူငွေရှင်းကောင်တာဖြတ်ပြီးတာနဲ့သူ့ကိုကြားပြီးအထဲခေါ်ဆင်းလိုက်လို့ဆိုရယ် ကျွန်တော်စဉ်းစားလိုက်ပြီးဦးလေးမိုးကို တောင်းတနေရစီလက်ဆွဲခေါ်သွားပြီးအတန်နှိမ့်နဲ့ပြောလိုက်တယ်။ဒီမျိုးသမီးကို ကျွန်တော်တွေ့ဘူးတယ်။အရင်တုန်းကလည်းသူခိုးဖူးမင်းယူနေလားမင်းကလုံခြုံရေးဝန်ထမ်းလေးဘာဖြစ်လို့သူ့ကိုလှုပ်လိုက်ရတာလဲလို့ဦးလေးမိုးကအတန်ကိုနှိမ့်နိုင်သမျှနှိမ့်ပြီးပြောတယ်။သူအယံတနာဖို့ကောင်းတယ်ကျွန်တော်မလုပ်ရဘူး။ လူများကိုမင်းတနာရင်မင်းကိုရောဘသူလာတနာမှလဲမင်းသာဒီမှာအလုံးမရရင်မင်းမိဘကိုဘသူလာကျွေးမှလဲကျွန်တော်စိတ်ထဲရှုပ်ထွေးနေပါတယ်ဗဇက်ကလည်းဘာစကားတလုံးမှထွက်ကြမလာခဲ့တော့ပါဘူးတော်သေးတယ်ဒီကိစ္စကိုငါပဲတည်တည်လို့တထိသာတည်သွားရင်ငါလည်းအလုပ်ပြုတ်မလာပဲလို့ဦးလီမိုးကတပြင်းချပြီးပြောလိုက်ပြန်တယ် အဲ့ဒီအမျိုးသမီးကိုဂယုမဆိုင်ပဲထားလိုက်ပါလားနှုံမုံကလည်းကြီးကြီးတဲ့နှုံမုံမဟုတ်ပါဘူးအမျိုးသမီးအစားကျွန်တော်ခ ਾਇ ရလိုက်ပါတယ်အဲ့ဒီလိုတော့မရဘူးဘလောက်ပဲဆင်းရဲဆင်းရဲခိုးလို့တော့မရဘူးကွာနာရုကလုံခြုံရေးဝန်ထမ်းလေကိုတာဝန်ကိုခြေပွန်ရမယ်ဒီတာဝန်အတွက်တတိကငါတို့ကိုလက်ခပေးထားတယ်လို့ဦးသိမှုကကျွန်တော်ပခုံးကိုပုတ်ပြီးပြောတယ် 10မိနစ်အကြာမှာငွေရှင်းဖို့အမျိုးသမီးတန်းစီပါတော့တယ်။ဒီတစ်ချိန်မှာတော့နှုတ်မုံကိုသူ့လက်ထဲခြင်ထားပါတယ်။အဲ့ဒီတခဏကျွန်တော်စိတ်သက်သာရာရသွားတယ်လို့ပါပဲ။ဦးလင်းမိုးကကျွန်တော်ကိုပြုံးပြပြီးသူ့ကိုငါသွားပြောလိုက်တယ်ငွေရှင်းမလို့ပြောတယ်။အမျိုးသမီးဟာနှုတ်မုတ်ဖို့အတွက်ကိုပေါ်ကရှိရှိသမျှအိတ်ကတ်တွေလမ်းရှာခဲ့ပါတယ်။ ထွက်သွားတဲ့အမျိုးသမီးကိုလှမ်းကြည့်ရင်ဦးသိမိုးတပြင်းတစ်ချက်ချလိုက်ပြန်နေ။ဟင်ဒီအမျိုးသမီးသိတနာဖို့ကောင်းတာပဲ။ဆံဝယ်ဖို့ယူလာတဲ့ပစံတွေအခုမလောက်တော့လို့နှုတ်မုံမဲဝယ်ပြီးပြန်သွားခဲ့ပြီ။ဦးသိမိုးသူ့ကိုအတိပေးလိုက်တယ်လို့ဖြစ်သွားပါပြီ။နောက်တစ်ခါသူလာမခိုးရဲတော့ပါဘူး။နှုတ်မဝယ်ဖို့ပစံမရှိတော့ကလေးဘယ်လိုလုပ်မလဲ။ မတိဘူးလို့ဦးလေးမိုးတစ်ချက်တွေ့ပြီးတွားရကနေကောင်းခါပြီးပြန်ဖြေပါတယ်။တပတ်ကြာသွားတဲ့အချိန်အဲ့ဒီအမျိုးသမီးကိုကျွန်တော်မတွေ့ခဲ့တော့ပါဘူး။ကျွန်တော်စိတ်မချမ်းသာခဲ့လို့နောက်ဆုံးမှအလုပ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျွန်တော်ရုတ်တရက်အလုပ်ထွက်မယ်ဆိုတော့တတိအရန်အံ့ဩသွားပါတယ်။ကျွန်တော်တာဝန်မချေပွန်လို့အလို့ထွက်မဲ့အကြောင်းတတိကိုအကြောင်းဆုံးရှင်းပြလိုက်ပါတယ်။ ပြီးတော့အဲ့ဒီအမျိုးသမီးရဲ့အိမ်အခြေအနေကိုပါ ပြောပြလိုက်ပါတယ်။ဒီလိုသခိုးမျိုးဖမ်းရမယ်ဆိုရင် ကျွန်တော်မလုံနိုင်တဲ့အကြောင်းဒါကြောင့်ကျွန်တော်အလုပ်ထွက်မယ်ကြောင်းတတိကိုကျွန်တော်ပြောပြလိုက်ပါတယ်။အမျိုးသမီးခိုးခဲ့တဲ့နှုတ်မုံနှထုတ်ကိုတော့ကျွန်တော်လက်ကရဲကဖြတ်ဖို့ပြီးတော့တတိပြီးတဲ့အဖြစ်ကိုလည်းကျွန်တော်ခံယူမဲ့အကြောင်းပြောပြခဲ့ပါတယ်။ ကျွန်တော်ပြောတဲ့အကြောင်းအရာအားလုံးကိုတတိကတည်တည်ချာချာဂယုတဆိုင်နာထောင်ခဲ့ပါတယ်။မျက်နာပေါ်မှာလည်းအပြုံးတွေထင်ဟပ်ခဲ့ပါတယ်။အပြစ်ပေးတဲ့အကြောင်းကိုတတိကမပြောဘဲကျွန်တော်ကိုမင်းအလိုလိုဆရာရှိတာတော့လို့နောက်တစ်ခါအဲ့ဒီအမျိုးသမီးကိုတွေ့ရင်ငါစီခေါ်လာခဲ့တိလားလို့ပြောပါတယ်။ရဲ့အနှင်းရဲ့အကြမ်းမှာစိုးထိတ်ကြောက်တတ်နေတဲ့အမျိုးသမီးကို တထင်းရဲ့ယုံခန်းစီကျွန်တော်ခေါ်သွားခဲ့ပါတယ်။သူ့ကိုကျွန်တော်ခေါ်သွားချိန်မှာသူ့အင်ကြီးအောက်မှာနှုတ်မုံကိုဖွင့်မထားခဲ့ပါဘူး။နောက်တနေ့မှာကျွန်တော်တို့စူပါမားကတ်မှာတန်ရှင်ရေးဝန်ထမ်းအသစ်တူတို့လာခဲ့ပါတယ်။သူဟာတခြားဝန်ထမ်းတွေမရရှိတဲ့အခွင့်အရေးတရရရှိခဲ့ပါတယ်။အဲ့ဒါကတော့ခလေးကိုကြောက်ပိုးပြီးသူအလုံးလုံးခွန်ရှိတာပါပဲ။ အဖြစ်ပြက်တွေကိုတွေးတောချင်ရင်ကျွန်တော်ရင်ထဲမှာအမျိုးမြင့်မသိတဲ့ခံစားမှုတစ်ခုရုပ်တရက်ယုံထလာခဲ့ပါတော့တယ်။ဟုတ်ကဲ့ကျွန်မခုဖပြပြီးသွားတာကတော့ဆီယာမနိုင်နိုင်စနေရင်နေကြပန်းလေးတစ်ပွင့်လို့ပြုံးမှာဆိုရဲစာအုပ်ထဲကနုံမုံလေးတစ်ထုံးဆိုရဲကောင်းစင်ကိုဖပြပြီးသွားတာပဲဖြစ်ပါရဲ့ရှင်။ ားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။